မင်္ဂလာပါရှင်ဟာဟိပြရရဲ့ healthy recipes မှာပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျမ်းမာရေးနဲ့ညွတ်တဲ့ဘူဇာပဲပီးကြော်နီးလေးကို ပြပေးမှာဖြစ်ပါတယ်ပဲပီးကိုသေးချာရေဆေးထားပါတယ်ကျပ်ပံဖြူတပြားရိုက်ပြီးတော့နှုတ်နှုတ်ဆင်းထားပါတယ်။အရင်ဆုံးမိဖို့ပေါ်မှာရေနည်းနည်းထည့်ပြီးတော့တည်ထားပါမယ် စီမပါသေးတဲ့အတွက်အပူချိန်ပြင်းလို့ရပါတယ်1200နဲ့တဲလိုက်ပါမယ်ဒီပိုစားပဲသီးရတော့ထုံးစံအတိုင်းပဲဘေကင်းဆိုဒါနဲ့စိမ်ပြီးတော့မှရေနောက်ထပ်တစ်ခါထပ်စိမ်နေပြီးတော့မှအပန့်ပြန်စီထားတာဖြစ်ပါတယ်ရှင်လေးကိုဖောင်းအုပ်ပြီးတော့သေချာစူအောင်တဲပါမယ်။ရှင်လေးပွက်ပွက်စူပြီးဆိုရင်ပဲသီးလေးကိုထည့်ပါမယ်။ ထုံးကြံအုပ်ထားပါမယ်ပဲလေးတွေကိုပေါ်အောင်လှန်ပေးပါမယ်ကြက်ညီအောင်လုပ်ပေးရပါမယ်ပဲတိနှက်သွားအောင်ခုံခဏပြန်အုပ်ထားပါမယ်ရှေခန်းนี่ဆိုတော့ကြက်ကံကြီးလေးကိုစီပတ်ရပါမယ်မီးကိုအနိုင်ပြန်ချပါမယ် အိမ်မှာထောက်ထားတဲ့ကြက်စီလေးကိုထည့်ပါတယ်။

ဲဦးအမြင့်မှာပိုလင်းတက်ပါတဲ့အတွက်ကြောင့်မို့လို့အုံနောက်တန်းလာရတဲ့အတွက်ဆင်းကောင်းကြည့်ပါလေ။တက်ကြီးတဲ့သူတွေစားမှမဟုတ်လို့ဣနေအောင်လုပ်ပေးရပါတယ်။ပဲသီးကိုရေခမ်းအောင်ပြုတ်ပြီးမှကြော်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပဲသီးရဲ့အချိုတက်ကတိတိကပ်ပါပေါ်နေပါတယ်။ခြားဘာမှထည့်စရာမလိုတော့ပါဘူး။ ခုဆိုရင်ပဲတီကျော်လေးချက်ပါပြီဒီဗီဒီယိုလေးကိုအဆအဆုံးကြည့်ပြီးရဲ့ကျေးဇူးများတင်ပါတယ်ရှင်